ရွေးကောက်ပွဲကျင်းပဖို့အတွက်မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်နိုင်တယ်လို့နာဇာကဥက္ကဋ္ဌပူဇော်မှုကြီးမေအောင်လိုင်ကပြောပါတယ်။2025ခုနှစ်မေလ19ရက်ကကျင်းပခဲ့တဲ့နာဇာကအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါတယ်။မိမိတို့အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီနိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်တာကြောင့်ပြည်သူတွေလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေရှောင်လန်းရမှာဖြစ်ကြောင်းအဲဒါကြောင့်မိမိတို့မူလရည်ရွယ်ချက်မှာပါတဲ့အတိုင်းရွေးကောက်ပွဲကျင်းပပြုလုပ်ရမှာဖြစ်ကြောင်းနာဇာကဥက္ကဋ္ဌကပြောပါတယ်။ သူကယူကပွဲပြုလို့ရမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက်နိုင်မယ်ဆိုရင်အကောင်းဆုံးဖြစ်ကြောင်းဒါပေမဲ့2010ပြည့်နဲ့2015ခုနှစ်နဲ့2020ပြည့်နဲ့ပါတီစုံဒီမိုကရေစီရဲ့အထွေထွေရေကောက်ပွဲဒီမှာလည်းရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသလိုဖဆပလခက်မှာလည်းအခက်အခဲတွေကြားကဆောင်ရွက်ခဲ့ရတာဖြစ်ကြောင်းယူကပွဲကျင်းပရမှာတရားမျှတတဲ့ယူကပွဲအောင်မြင်တဲ့ယူကပွဲဖြစ်ဖို့လိုကြောင်းပြောပါရစေ အရင်နောက်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပုံမှန်85ပုံမှန်128ပုံမှန်155တို့မှာလွှတ်တော်ခေါ်ရမှာအထမြောက်တဲ့အပိုင်းတွေကိုထည့်သွင်းရေးသားထားကြောင်းဥပဒေတွေကိုချိန်ထိုးကြည့်ရမှာရွေးကောက်ပွဲကိုအထမြောက်အောင်ဆောင်ရွက်နိုင်တာကိုတွေ့ရကြောင်းနဇကဥက္ကဋ္ဌပို့ချုပ်မှုကြီးမင်းအောင်လိုင်ကပြောပါတယ်သူကရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ခံအစိုးရနဲ့နိုင်ငံအရေးဆောင်ရွက်တာဟာနိုင်ငံအတွက်အကောင်းဆုံးပင်ဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပဖို့အတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်နိုင်တာကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတယ်လို့ပြောပါတယ် ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာကျင်းပသွားမယ်လို့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောထားပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလည်းရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုသတ်မှတ်ထားပြီးကြောင်းနှီးကဲ့ရင်ထုတ်ပြန်ကြေညာပေးမယ်လို့ CNN သတင်းဌာနကပြောပါတယ်။နာဆာကဟာရေးပေါ်အခြေအနေကြေညာထားမှုတက်တန်း6လတိုးထတာဟာ2025ခုနှစ်ဇူလိုင်31ရက်မှာပြည်ပြီးဖြစ်တာကြောင်းအဲ့ဒီနေ့မှာကာလုံအစည်းအဝေးကျင်းပပြီးရွေးကောက်ပွဲကျင်းပမယ့်ရက်အတိအကျကိုကြေညာနိုင်တယ်လို့စီးရင်းနဲ့နိုင်ငံရေးကိစ္စတွေကပြောပါတယ်။ နိုင်ငံရေးပါတီတွေကတော့နတ်ဆကာဟာ2025ခုနှစ်ဒီဇင်ဘာ14ရက်မှာရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။တခြားတစ်ဖက်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၊တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်း EO တို့ကတော့နတ်ဆကာကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မဲလို့ကြေညာထားပါတယ်။အဲဒီနောက်နိုင်ငံရေးပါတီတွေဟာရွေးကောက်ပွဲမှာပြည်သူတွေမဲမပေးဘဲ No Vote ဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။